ရန်ကုန်အေရဝတီပဲခူးတင်းနာရီမွန်နစ်ကရင်တို့တွင်အမြင့်ဆုံးအပူချိန်40ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်တယ်လို့မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က၎င်း၏လူမှုကွန်ရက်မှာရေးသားထားပါတယ်။မလဆယ်ရနေ့မှ14ရက်အတွင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နှင့်တင်းနာရီမြောက်ပိုင်းတွေမှာအမြင့်ဆုံးအပူချိန်40ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်တယ်လို့ ်နိုင်ငံတကာမိုးလေဝသအချက်အလက်များကိုကိုကာဘီဥဝင်နိုင်ကရေးသားထားပါတယ်မလ၁၀ရက်နေ့မှ၁၄ရက်အတွင်းရန်ကုန်တိုင်းအေရော်ဒီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နှင့်တင်းနာရီမြောက်ပိုင်းတွေမှာအမြင့်ဆုံးအပူချိန်40ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်ကြောင်း Meteo Blue ရဲ့ Indie MS Global Model Focus မှာတွေ့ရပါတယ်ရန်ကုန်တိုင်းအေရီတိုင်းနဲ့ပဲခူးတိုင်းအတွင်းတက်ဆင်ထားတဲ့ GSN Weather Station တွေကရရှိတယ်။ Real Time Data တွေမှာခန်းစားရတဲ့အပူချိန်က 43ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာခဲ့ပြီးအပူချိန်တိုင်းစန်စာတွေကရရှိတဲ့အပူချိန်ကတော့အမြင့်ဆုံး39ဒီဂရီစင်တီဂရိတ်အထိရှိကြောင်းတွေ့ရတယ်လို့မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားပါတယ်မြန်မာနိုင်ငံအထက်ပိုင်းမှအလယ်ပိုင်းဒေသများတွင်အမြင့်ဆုံးပူချိန်မှာ40ဒီဂရီစင်တီဂရိတ်အောက်သာရှိနိုင်ကြောင်းဦးဝင်းနိုင်ကဆက်လက်ခန့်မှန်းထားပါတယ်လက်ရှိတွင်လည်းနေ့လယ်ခင်းအချိန်များတွင် ပုံမပူပြင်းလာပြီးအပြင်ထွက်ရာတွင်တတိထားထွက်ရနေရတယ်လို့ရန်ကုန်မြို့တွင်နေထိုင်သူအချို့ကပြောကြားပါတယ် အခုက10နာရီကျော်ပြီဆိုတာနဲ့ပူလာပြီ။နေ့လယ်ဘက်ကိုအပြင်ကိုတော့မထွက်ချင်တော့ဘူး။အပူချိန်ကပိုပြင်းလာတယ်လို့ခံစားရတယ်လို့ရန်ကုန်မြို့တွင်နေထိုင်သူတို့ကပြောကြပါတယ်။နေ့လယ်ပိုင်းပြင်သောထက်ရာတွင်ကျန်းမာရေးအတွက်တတိထားနေထိုင်ပြီးခရုပြုဆောင်ရွက်ကြရန်မိုးလေဝသလေးလာသူအချို့နှင့်ကျန်းမာရေးပညာရှင်အချို့ကတတိပေးထားပါတယ်။ပြီးရက်နှစ်ကအပူချိန်မြင့်တက်လာမှုများကြောင့်ရန်ကုန်မန္တလေးအစရှိတဲ့ဒေသအချို့တွင်မှလူသေဆုံးမှုများရှိခဲ့ပြီးလူမှုကွန်ရက်အသင်းများကလောက်ကန်ဆောင်ရွက်ပေးရခြင်းများအပူရှက်တာကြောင့်စေယုံသူပို့ဆောင်ပေးရခြင်းများရှိခဲ့ပါတယ်။